တီတော်ဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ပြောဆောင်မှုကလိုပါတယ်အဲ့ဒါလို့မဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘုတ်ချအောင်မြင်ရမယ်ကကျွန်တော်ကြောင်ပြောရပါတယ်ကျွန်တော်သဘောထားပေါ်တာဒါကျွန်တော်မပြောပြဘူးဒီမှာဒီဒီဒီသားများအားလုံးလည်းအားကြကြပါသေးဗျာနော်အစားအသောက်တုတ်တက်အောင်လုပ်နိုင်ကြပါသေးလို့လည်းတဆင်မကောင်းတော့ပါလေပါတီစိုဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာရွေးကောက်ပွဲကိုအားလုံးပူးပေါင်းဖို့စစ်ကောင်းဆောင်ပြောရွေးကောက်ပွဲကိုအားလုံးပူးပေါင်းဆောင်ရွက်ဖို့စစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ် ရုရှားနိုင်ငံခီးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေရင်ပေါ်မှာခီးစဉ်အတွင်းလိုက်ပါလာတဲ့မီဒီယာတွေနဲ့မက်လ9ရက်နေ့ကတွေ့ဆုံချိန်ပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ကောင်းဆောင်ကပြောလိုက်တာပါ ပါတီစုံဒီမိုကရေစီစနစ်လုပ်မယ်လို့ကျွန်တော်တို့ပြောခဲ့တာရှိတယ်။ဒါကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါ။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။အဲ့ဒါလုပ်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမူချအောင်မြင်ရမယ်ဗျာ။ကျွန်တော်ဒါပြောရဲပါတယ်။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်ရင်အားလုံးပူးပေါင်းဆောင်ရွက်ကြပါလို့လည်းကျွန်တော်ပြောချင်ပါတယ်။ စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုမက်လ3ရက်နေ့က6ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခီးစဉ်အတွင်းရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘီလာရုစ်သမ္မတလူကာရှန်ကိုတို့နဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေကိုပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကလည်းကိုယ်စားလှယ်တွေလွှတ်ပြီးစောင့်ကြည့်လေ့လာမယ်လို့ပြောဆိုလိုက်ကြောင်းလဲစစ်ကောင်းဆောင်ကပြောပါတယ်။2025ခုနှစ်နောက်ပိုင်းကနေ2026ခုနှစ်ပထမ3လပတ်အတွင်းလွှတ်တော်ရွေးကောက်ပွဲတွေကျင်းပမယ်လို့စစ်ကောင်းဆောင်ကဘီလာရုခီးစင်မှာပြောကြားခဲ့ကြောင်းဘီလာရုအစိုးရပိုင်းသတင်းဌာနဘောလ်ထက်ကမက်စလာ9ရက်နေ့မှာရေးသားပါတယ်။ပါတီတော် ဒီစစ်ကိုတကယ်လို့ချင်းလို့ရှိရင်ဖူပေါ်ဆောင်ဖို့လိုပါတယ်။အဲ့ဒါလို့မှသူတို့ရှင်ကျွန်တော်နိုင်ငံဘိုးချောင်းအောင်မြင်ရမယ်ဗျာ။ကျွန်တော်ကြာပြောင်းရပါတယ်။ကျွန်တော်သဘောထားပေါ်လာတာကျွန်တော်မပြောပြရဘူး။ဒီမှာဒီဒီဒီသားများအားလုံးလည်းအမြင်ကြပါသေးဗျာ။ဒါအစအစကတိုးတက်အောင်လုပ်နိုင်ကြပါသေးလို့လည်းပြည်စုံမကောင်းတောင်းပါတယ်။ပါတီစုံဒီဘိုကင်းစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးဖူပေါ်ဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ။အဲပြောချင်တာတော့ဗျာရုရှားသမ္မတကြီးမစ္စတာပရမီလာပူတင်နဲ့ဗီလိုရီသမ္မတနိုင်ငံသမ္မတကြီးရဲ့လူကတ်ရှန်ကိုတဲ့ဖေကြကြရတော့တရားဝင်ချစ်ချစ်ခီးသွားတာပါ။ ဲသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်အဲချစ်ကြီးခီသွားနေတာကတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျာကျွန်တော်တို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလို့မှာပဲအဲကျွန်တော်တို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေပေရီခြေပြတ်ဆိုတာကျွန်တော်တို့ distribute ဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့် CY နဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရတယ်ပေါ့နော်နှစ်နိုင်ငံအပြန်အလှန်သူကကူးလူသွားလာရတဲ့တွေ့ချက်တွေ့ချက်ပေါ်ဆိုင်အထူးသဖြင့်ခီးသွားကဏ္ဍတွေတွေ့ချက်ဆောင်ရွက်ရေးပေါ်ကငါတို့ကပညာရေးနော်ဒီပိုင်းနဲ့ဒီပညာနော်အကျမ်းမာရေးနော် အားကစားရည်ကျင်းမှုဥပဒေနဲ့ကာကွယ်ရေးဆိုင်ကိစ္စအတွေဒါတွေ level တွေအခြေချပြတ်ပြတ်ကျွန်တော်တို့စုနေနိုင်ရတဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုခြေအနေနဲ့ရှင်းပြသူတို့နှစ်နိုင်ငံလုံးကဒါအားလုံးလက်ခံပါတယ်။အဲ့တော့ကျွန်တော်ရုပ်ကောက်ပဲလုံးမဲ့ခြေအနေနဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့ဓာတ်ရဲအားပြီးထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စီလေးလှုပ်ပြီးတော့လာပြီးတော့ရုပ်ကောက်ပဲမှာအကဲလာပြီးကြည့်ပြီးမဲ့အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ပိုကောင်းတာတော့နှူးတစ်ဖက်ဒီတွေ့ဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ကြ။ရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရော ဒါသူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေကရောမြန်မာနိုင်ငံမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ကအဲဒါကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်တွေကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောပဲလုပ်မှုတွေကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှာလုပ်မှာပါပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ကောဆာလုပ်နေတယ်ကုဘောဆောက်ဘူးပဲလုပ်ပါတယ်အဲဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘုတ်ချအောင်မြင်ရမယ်ဗျာဘုတ်ချအောင်မြင်အောင်ကျွန်တော်ဒါပြောရပါပြည်သူတွေဒါကျွန်တော်ဒါလေးတော့ ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြဘူးပြည်သူများတင်ပါတယ်အားလုံးအဆက်သက်ရအောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနော်အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစိုဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ